မင်္ဂလာပါရှင်။မောတမီတရာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ NASA ကတက်တွေဟာလက်ရှိအချိန်မှာအကောင်းဆုံးပုံစံမျိုးနဲ့အစွမ်းပြနေရတက်မတော်နေ့မတိုင်ခင်မျိုးတွေကိုပြန်လည်သိမ်းယူနိုင်မလားဆိုပြီးတော့ NASA ကအားပေးထောက်ခံသူတွေကြမှာစိတ်ဝင်စားမှုမြင့်တက်နေပါတယ်။အထူးသဖြင့် NASA ကတက်တွေဟာစည်ရေးအောင်မြင်မှုတွေစည်ရေးအသားစီးရရှိနေရဲ့ရှမ်းပြည်နယ်နောက်ကျွန်းမျိုးနဲ့ကယားပြည်နယ်မိုးပြဲမျိုးတွေကိုတက်မတော်နေ့မတိုင်ခင်ပြန်လည်သိမ်းယူနိုင်မလားဆိုတာကို စဲဝင်စားနေတာလည်းဖြစ်ပါတယ်။ဒီရုတ်တံပိုင်းထဲမှာတော့ NASA ကတက်တွေအနေနဲ့မိုးပြေဒါမှမဟုတ်နောင်ကြိုမျိုးကိုတက်မတော်နေ့မတိုင်ခင်ပြန်လည်သိမ်းယူနိုင်မလားဆိုတာနဲ့ပတ်သက်ပြီးတော့စီးစဲဝင်စားသူတွေရဲ့ထင်မြင်သုံးသပ်ချက်တွေကိုပြောပြပေးသမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ Mota Media Channel ကို Subscribe နဲ့ Like and Share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးမြန်မာနိုင်ငံမှာ2020တခုနှစ်က နိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းလက်နက်ကင်တိုက်ပွဲတွေဖြစ်လာခဲ့တာဟာဒီနေ့ကြော်လာပြီးဖြစ်ပါတယ်။ဒီလေးနေ့ကြော်ကာလအတွင်းမှာ NASA ကဟာမြို့ပေါင်းအနည်းဆုံး60ကြော်လက်လွတ်ထားရပြီးတော့ကကြံလက်နက်ကင်အဖွဲ့ KIA ၊ရခိုင်လက်နက်ကင်အဖွဲ့ AA ၊တောင်လက်နက်ကင်အဖွဲ့ TNL ၊ကယား KNDF လက်နက်ကင်အဖွဲ့အပါဝင် NASA ကိုစန့်ကျင်နေတဲ့လက်နက်ကင်အဖွဲ့တွေဟာမြို့တွေကိုထိန်းချုပ်ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ NASA က2025ခုနှစ်နှစ်စပိုင်းတည်းကစတင်ပြီးတော့တံပြန်တိုက်စစ်အရှိန်မြင့်တင်လာခဲ့ရ။တအောင်လက်နက်ကန်အဖွဲ့ TNL အပါအဝင် NASA ကိုစန့်ကျင်နေရဲ့လက်နက်ကန်အဖွဲ့တွေဟာအထင်နာပြီးအထူးကအကြအဆုံးများလာခဲ့ပါတယ်။အထူးသဖြင့်မိုးပြဲစစ်မျက်နှာနဲ့တောင်ခံစစ်မျက်နှာတွေမှာ NASA ကတပ်တွေဟာရလက်ကောင်းတွေရယူနိုင်ခဲ့ပြီးတောင်ခံတိုက်ပွဲတွေမှာ TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေနဲ့မိုးပြဲစစ်မျက်နှာပြင်မှာ KNTF ဦးဆောင်တဲ့ ပူပေါင်းအဖွဲ့တွေအထူးကိုက်ကြဆုံများကစောက်ခါထွက်ပြေးရတာတွေရှိခဲ့တယ်လို့သိရပါတယ်။ဒါကြောင့် NASA ကတက်တွေဟာမလ29ရက်နေ့မှာကြာရောက်မဲ့တမ်မတော်နေ့မတိုင်ခင်မိုးပြဲသို့မဟုတ်နောင်ကျုံမြုပ်ကိုပထမဆုံးပြန်လေထိန်းချုပ်နိုင်မလားဆိုပြီးတော့စီးရေးစိတ်ဝင်စားသူတွေကြားမှာစိတ်ဝင်စားမှုမြင့်တက်နေပါတယ်။ NASA ကတက်တွေဟာတောင်ခံဝန်ကျင်မှာရှိနေတယ်။တရရနယ်ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကိုနယ်မြေရှင်းလင်းမှုတွေလှုပ်ဆောင်နိုင်ခဲ့ပြီးနောက် နောင်ကျုံမြို့ကိုတိုက်ခိုက်ဖွယ်ရှိနေသလိုမိုးပြင်းမြို့မှာလည်း KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာလူသူလက်နက်ခဲယံစေဝါလောင်စာစီနဲ့ drone လိုအပ်ချက်တွေမြင့်တက်နေပါတယ်။နာဆာကတပ်တွေရဲ့ drone တိုက်ခိုက်မှုလေကြောင်းတိုက်ခိုက်မှုတွေနဲ့တိကျကောင်းမွန်လာနေရာထိုးစစ်အရှိန်မြင့်တိုက်ခိုက်မယ်ဆိုရင်နောင်ကျုံမြို့သို့မဟုတ်မိုးပြင်းမြို့ကိုပြန်လည်သိမ်းယူနိုင်မယ်လို့အလားအလာတွေရှိကောင်းရှိလာနိုင်တယ်ဆိုပြီးတော့ထင်ကြေးပြီးပြောဆိုမှုတွေလည်းရှိနေပါတယ်။ စီရင်နဲ့နိုင်ငံရေးအကြောင်းအရာတွေကိုရှင်းသားနေသူတအုပ်ဖြစ်တဲ့ထုံးမောင်ဖန်ကားမြေကတမတော်နေ့ပြီးမှမြို့သိမ်းယူနိုင်မယ်ထင်ပါတယ်။ဘာလို့လဲဆိုရင်တမတော်နေ့ပြီးချိန်မှာထုံနှောင်းလို့ရမယ့်တက်တွေထပ်ထွက်လာမှာဆိုတော့လေ။ပြန်သိမ်းယူနိုင်ဖို့ဆိုရင်မိုးပြက်ထက်နောင်ချိုကပုံနှီးဆက်မယ်ထင်တယ်။ဒါမှနောက်တစ်စဉ်အတွက်ဇင်ပြေနပြေစိတ်ဒုက္ခပေးဖို့ကြံထားတယ်လို့လည်းကြားတာပဲ။နောင်ချိုမြို့ကိုကြော်ပြီးတော့ကော့ခိုင်ကြောင်မဲနောက်တန်း comment post တွေကိုဖျားပေးအောင်မယ်ထင်ရတယ်။ နောက်ကျော်ကမိုးကုတ်လိုပိတ်ဆို့ပြီးထိန်းထောက်တာလောက်တော့ဖြတ်နိုင်နေဆိုပြီးတော့မိုးတောင်းမီဒီယာချန်နယ်ရဲ့မေးမြန်းမှုကိုတုံ့ပြန်ဖြေဆိုခဲ့ပူပါတယ်။နောက်ကျော်မြို့နယ်မိုးပြဲမြို့တွေဟာလက်ရှိချိန်မှာအိတ်ထဲကောက်ထက်လို့ရတဲ့မြို့တွေဖြစ်နေပြီးတော့သိမ်းယူနိုင်မယ်လို့ထင်တယ်လို့စီရေးစိတ်ဝင်စားသူတအူကသုံးသက်ပြောဆိုထားပါတယ်။စီရေးစိတ်ဝင်စားသူတအူကတမ်းမော်နေမတိုင်ခင်နောက်ချိုတို့မဟုတ်မိုးပြဲမြို့ကိုပြန်လည်သိမ်းယူနိုင်မယ်လို့ထင်ပါတယ်။ နောင်ချိုရောက်မိုးပြဲရောကအိတ်ကတ်ထဲကိုအခုကောက်ထဲလို့ရနေရဲ့မြို့တွေပါပဲ။အဲ့ဒီနှမြို့လုံးမှာပြည်သူမရှိတော့ပါဘူး။ဒီလိုဆိုတော့ရာဇတန်ပေးပါ။လက်နဲ့ချဖို့တရပဲအချိန်ပေးပါ။စဉ်းစားဖို့ကိုလေ။လက်နဲ့မချဘူးဆိုတာနဲ့နေရောညာရောပြောင်းစုံနေရောလေရင်ပရာမိုတာတွေဒရုန်းတွေနဲ့လူနာပစ္စည်းမနာပဲ။တန်ဆောင်တေးဝိုင်းနဲ့ဧကန်ပေးလိုက်ရင်မြေပြင်တပ်ဖွဲ့တွေက brain dance ကပြီးတော့မြေတက်သိမ်းလို့ရပါတယ်။တကယ်လို့ပါအဟုတ်ရပါတယ်။ တခါပြောဖို့ပါတယ်စံပြနေတဲ့စုပ်ပြတ်တက်နေအောင်စော့ပြလိုက်ပါစံတဲ့တပုံနေဆရန်တာလောက်ပြီးလက်နဲ့ချအညက်ခံတာပဲလောက်လာပါလိမ့်မယ်ဆိုတာပြောဖို့ပါတယ်ဆိုပြီးတော့သုံးသက်ပြောဆိုထားပါတယ်ကိုကန်လက်နဲ့ကန်အခွဲ MNDAA တောင်းလက်နဲ့ကန်အခွဲ TNN နေနေရက်ကလည်းနဲ့ကန်အခွဲ AA တို့ပူပေါင်းပြီးတော့စတင်ခဲ့တဲ့1392ကိုစစ်စင်ရေးဒုတိယပိုင်းစတင်ခဲ့ပြီးနောက်မကြာမီတောင်းလက်နဲ့ကန်အခွဲ TNN နေဦးဆောင်တဲ့ပူပေါင်းအခွဲတွေဟာ 2024ခုနှစ်ဇူလိုင်လ10ရက်နေ့မှာနောင်ချုံမြို့ကိုတိုက်ခိုက်ထိန်းချုပ်ခဲ့တယ်လို့သိရပါတယ်။တောင်ကန်တိုက်ပွဲမှာပါဝင်ခဲ့တဲ့စစ်သည်တချို့ဟာမိခင်တိုက်ရင်ကိုအောင်ပွဲနဲ့အတူပြောင်းဝင်လာတဲ့ဓပ်ပုံတွေလူမှုကွန်ရက်မှာမက်လ10ရက်နေ့ကထွက်ပေါ်ခဲ့တယ်လို့နောင်ချိုကားလန်းကိုပိတ်ထားတဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။စေအေးစင်ဝင်စားသူတအုပ်ကလည်းတမရော်နေ့မတိုင်ခင်နောင်ချိုသို့မဟုတ်မိုးပြင်းမြို့ကိုပြန်လည်တည်ယူနိုင်မလားဆိုတာနဲ့ပတ်သက်ပြီးတော့ ၎င်းရဲ့ထင်မြင်ချက်ကိုအခုလိုမျိုးပြောဆိုခဲ့ပါတယ်ရှင်။တစ်ချက်ပါတွေ့ကြည့်တယ်။ဟုတ်။ဟောပြရလိုက်တယ်ဆိုရနိုင်မူရရတော့ရနိုင်ပဲ။မူရဆိုရင်ဒါမဲ့ AB ကကျဲတယ်။ဟောမြို့ဆိုတာမြို့ရင်မတင်ုံမရဘူးလေညီက။ပပက်ရဲ့ကအကုန်ပတ်ရှင်းရတာလေ။ဒီကုန်ပတ်ရှင်းပြီးတော့မှသူကမြို့ရှင်းမှကြာမှာ။နောက်ထိုးရဒီကိုအဲ့တော့ဘေးပန်ဘေးညာတက်ရွာတွေကုန်ရှင်းပြီးမှနောက်ထိုးဝင်မှာ။ မျိုးကိုတိမ့်နိုင်မသိမ့်နိုင်ဆိုတာအဲ့ဒါကသူတို့ရဲ့စီမံချက်ပုံမှာမူတည်ရင်ဟုတ်ကဲ့ဟုတ်ကဲ့ကိုယ်တော့တိမ့်နိုင်မဲ့သူတို့ဆိုတာတိမ့်မဲ့နိုင်တဲ့အနေဒါတော့မတွေ့ဘူးကွာကိုယ်အနေဒါကိုယ်အနေဒါထဲပြောတာမတွေ့ဘူးမိုးရဲရမရနိုင်ဘူးဟုတ်ကဲ့ဒီတိုင်းဆက်သွားနေမှဆိုရင်တမတော်နေရာပဲဘယ်နေရာကောင်းမှမကြမ်းတော့ဘူးလေဟုတ်ကဲ့ဟုတ်ကဲ့ဒီပေါ်ရဲ့စတဲ့ကိုသူသိမ့်မှဆိုရင် သူတိုက်စစ်ဖွင့်မယ်လို့တော့ပြောနေတာပဲအခုချိန်ကြီးမဖွင့်တကယ်တိုက်မယ်ဆိုရင်တော့မိုးပြရတော့မရဘူးနောက်ထပ်ပဲရမယ်ဟုတ်ကဲ့မိုးပြမရနိုင်ဘူးမိုးပြရနေကြအောင်ပါဟုတ်ကဲ့ကြောက်တော့ဘာဖြစ်လဲဖြစ်တဲ့အတွက်ရှင်းရတာခက်မယ်ဟောဟောနောက်ထပ်ကြတော့အဲ့လိုရှင်းစရာမလိုဘူးမျိုးသေးတယ်ဟိုကတော့မျိုးကြီးရဲ့အဲ့ဒါနောက်ထပ်ဘုံကကုန်နေပြီဟုတ်ကဲ့ကျေထားတာတော်တော်များတယ်ဟုတ်ကဲ့အဲဒီကတော့သူကနောက်ထပ်ပဲသိဖို့များတယ် ကြောင်းနေတော့နောက်ဆိုပဲရမယ်မိုးပြမရနိုင်အောင်မိုးပြကြတော့အေးရကျဲဝင်တဲ့အတွက်နည်းတော့ကြောက်ဦးမယ်ဟုတ်ကဲ့ဟာဟာဒါပေမဲ့ဘယ်လိုဥစားပေးပြီးတော့တိမ်မယ်ဆိုတော့နောက်ချုံကတော့တိမ်ရင်ရနေပြီဟုတ်ကဲ့တိမ်တိမ်တော့ရနေပြီသူတို့ရှင်မတော်တိုက်ဖို့ပဲကြံတော့လေရှင်မတော်တော့တကယ်တိုက်မယ်ဆိုတော့ရနေစင်မတိုက်ရပါဘူးသူတို့တွေကကိုလိုဟိုလာပါလေဟိုချော့ချော့တုံးတဲ့ဟိုတော့ဟိုလာ23ရက်တော့တိုက်သွားတာပါ ဆော့ဆော့တုံးတက်ရှိတယ်ချော့ချော့ကတိုက်တော့ဟုတ်ကဲ့ဒါသူကတိုက်တယ်ဆိုတော့သူတို့မှာဒုံးလို့ဒုံးတော့ပါတာဟောဟိုရီမပေါ်ခင်းနဲ့ကြီးတယ်မပေါ်တို့ကြီးကဒုံးလို့ဒီကြောင်းပြုတ်ကူရှိတဲ့အတွက်သိမ့်မယ်ဆိုရင်သူတည့်ရနေပဲပြတ်တယ်မသိမ့်ဘူးရဟုတ်ကဲ့တည့်ရနေပြတ်မနေ့ကတည်းကညနေရက်အဲ့ဟုတ်ကဲ့ဒီကတော့ကနေချီရဲ့အနေထားပေါ့ကတို့ကတော့ကနေချီတွေတို့မှာ၃နိုင်တယ်ဖောသီ၃နိုင်တယ်ဒုံ၃နိုင်တယ်ဂေးရင်၃နိုင်တယ်လေ ဟုတ်ကဲ့ဝယ်ရှင်တန်ကြကတင်မှာသုံးဖို့ရတယ်အဲ့နေရာဆိုရင်ရွှေမုံတော့ဆိုမြေပြဲမှာတောင်ကုန်းမှာရှိတာသူကအရှိမတောင်ကုန်းရှိမှာတရားပြန်ပြီးတည်ပြင်းမှာဆိုရင်ဒီကောင်နေကုန်းချမှာပဲတိုက်ဖို့ပေါ်မူတည်တာပဲဒီကရသူတိုက်မှာမတိုက်မှာဆိုတာတော့စဉ်းစားနေရတာပဲဟုတ်ကဲ့ဒီတိုင်းအနေထားကြည့်တာကခုခံမိတဲ့အနေထားတော့ဟိုဟိုကခင်းရနေရိတ်ခါနေတော့ခြားထားပြီးပြီ 嗯，以前工作都是那，是不咯？我都是原先种么对地不好。啊，好的好的。原先家里都待码个，畜部多啥待点，畜牧多少待点作业，畜牧多少样个，按那工比多嘛比。啊，好的。你讲你讲，现在畜牧多也路见面嘛？畜牧多少嘞？赶集，呃，在哪点啊？叫招工，招工占地呀？啊，好的。哎呀，嘛，都要开嘛都是那，这呢样搞占地呀？ ်။အော်ဟုတ်ကဲ့။ဒီတော့ကအဲဒီနေရာကကိုသူဝင်မယ်ဆိုရင်ဘယ်ကိုဝင်မလဲအဲ့ဒါတစ်ချက်စဉ်းစားရမှာပေါ့။အော်ဟုတ်ကဲ့။ဟုတ်ကဲ့။ဘယ်လိုပဲဆိုတော့အခုရှောင်းကိုအကုန်တစ်ခုကုတ်တယ်ဆိုတော့ချက်ချင်းစစ်တိုက်တယ်ဆိုတော့တို့အစီမကြပြန်ဆွဲရသေးတာလေ။အော်စကားပြုတိုင်းမဆိုတော့တစ်ခုကိုဆွဲရမှာပဲ။သူကတေချာတော့ပြီးတိုက်ရဟိုသာအမေဘေးချေစိတ်ခိုင်းမှုပေါ့။အခုတော့ကုတိုင်းတိုက်ကိုရတာမဟုတ်ဘူးလေ။ သူတို့ကတော့ဒါတိုက်စစ်စီမံချက်စီမံချက်ရေးဆွဲပြီးမှဘယ်တက်ကဘယ်ရတိုင်းမဘယ်ရတိုင်းမသူတို့ဥမှာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့သူတို့ငကိုရီးယားစီစဉ်ထားတာရှိနေအောင်ကြောင်းပေါ့ဟုတ်ကဲ့အော်ဒီဦးစီးဌာနကသူရေးဆွဲအောင်မယ်နောက်ပြီးတော့သူကအထက်ကဘယ်လိုတိုက်တိုက်ဘယ်တက်ကဘယ်တိုက်ဆိုပြီးတော့သွားတိုက်မယ်ဆိုရင်တော့မှအောက်ကောင်မှရှိတဲ့တရင်တွေကဟိုတရင်မှုတွေပြူဝမှုတွေဒါတွေကတက်မှမှုတွေကသူကနည်းမြေချင်းနေရသေးတာတုံးတအောင်ပါပဲ ူကမိုင်းတို့ဘာတို့ကလည်းရှိသေးတယ်။ကိုကြီးကအကြဆုံးမမြောက်အောင်တိုက်ရမှာပဲ။ဟုတ်ကဲ့။ကိုတို့ကတော့တိုက်မယ်ဆိုရင်ရွှေမိုးတို့ကတိုက်မယ်ဆိုရင်အဲကိုဘကတကယ်တိုက်မယ်ဆိုရင်အဲအကြဆုံးပြီးတော့ပေးရလိမ့်မယ်။တို့ရဲ့ခိုင်မစင်ကားတာ။ဒါပေမဲ့ဒီလိုကြီးတို့အမြောက်တို့ဟွာတို့နဲ့ဝေးငါရက်ပေါ့။မောစက်တိုက်စက်တိုက်မောတနေတဲ့အကုန်နေရောညာအောင်နေရောညာအောင်ကျဲနေတော့ဒီကောင်နေမခံနိုင်ပါဘူးသူကတော့စုပ်သွားမယ်တိုက်စီရတော့မလို့